28ရက်3လ2025မှာအလွန်ပြင်းထန်တဲ့ငလျင်ကြီးထုတ်ခတ်ခဲ့ပါတယ်။အဆိုပါငလျင်ကြောင့်မန္တလေး၊စကိုင်း၊ပြင်မနာ၊ပျော်ပွဲ၊အင်းလေးဒေသအပါအဝင် မြို့ပေါင်းများစွာမှလူမျိုးစုံပြည်သူတွေထောင်ထဲချပြီးတည်ကြည်ပြက်စီးဒဏ်ရာရခဲ့ကြတယ်လို့နေအိမ်အဆောက်အအုံတွေမရေမတွက်နိုင်အောင်ပြက်စီးခဲ့ရပါတယ်။ရှင်အောင်အမွေအနေဖြစ်တဲ့ ဖျားစီတွေပထိုးတွေဖုန်ကြီးเจ้าတွေမလီတွေလည်းပျက်စီးခဲ့ရပါတယ်ငလျင်တန်เจ้าပြည်သူတွေဆင်းရဲဒုက္ခပေါင်းများစွာနဲ့ကြုံတွေ့နေရခြင်းမှာအကြံဖတ်အာနာသိန်းစစ်အုပ်စုကတော့ငလျင်တန်တင့်ပြည်သူတွေကိုကုညီကယ်ဆယ်ဖို့ကြိုးစားရမယ့်အစားအပြစ်မဲ့ပြည်သူတွေကိုလေเจ้าကနေနေ့စဉ်အကြံဖတ်တိုက်ခိုက်တပြက်လျက်ရှိပါတယ်ဒါကအာနာသိန်းစစ်အုပ်စုရဲ့ လူသားချင်းစာနာမှုကင်းမဲ့တာသူတို့အာနာတီမြဲရေးအတွက်ဆိုရင်နီလန်ပေါင်းဆောင်တုံးတာကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ຫນွေဦးတော်လည်းအင်အားစုတွေလူမှုအသင်းအဖွဲ့တွေနဲ့နိုင်ငံတကာမိသားစုတွေအနေနဲ့အတူလက်တွဲပူးပေါင်းပြီးအတ္တိဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုကုညီဆောင်ရှောက်မှုတွေပြုလုပ်ကြပါရန်အလေးအနက်တိုက်တွန်းအပ်ပါတယ်။မဟာငလျင်ကြီးကြောင့်အသက်အိုးအိမ်စီးစိမ် ပြက်စီးဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေအတွက် လူ့ဘောင်တစ်ဒီမိုကရက်တစ်ပါတီကငွန်စွာဝန်နေကြီးကွဲရပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါတယ်။တပြိုင်နက်ချဲမှာပဲအာနာသိန်းဖက်စစ်တဲ့ရဲ့လူမဆန်မှုတွေတာဝန်ပြက်ကွက်မှုတွေကိုလည်းကံကွက်ရှုပ်ချကြောင်းကိုလည်းဖော်ပြအပ်ပါတယ်။တကြံဟူသည်နှစ်သက်ကိုကြိုးဆိုသည့်အနေအားဖြင့်ကျင်းပသည့်ပွဲတော်တစ်ခုဖြစ်ပါတယ်။ ကူပြောင်းခြင်းပြောင်းရွှေ့ခြင်းဟုအတိတ်ပဲရသောပါဠိဘာသာသင်္ကရကိုမြမာမှုပြု၍တကြံဟုခေါ်ဆိုကြခြင်းဖြစ်ပါ၏မြမာနှစ်တစ်နှစ်ကုန်ဆုံးကနှစ်ဟောင်းကုန်၍နှစ်သစ်ကူပြောင်းသောကာလဟုဆိုလိုရင်းဖြစ်သည်နှစ်ဟောင်းမှအညစ်အကြေးများကိုတကြံရည်ဖြင့်စေကြောတက်လွင်တောက်ပတန့်စင်လာစေပါ၏ဘုံမင်းအောင်လာရဲ့ဖတ်စစ်စစ်တက်က ပြည်သူအာဏာကိုမတရားသဖြင့်သိမ်းယူခဲ့တဲ့2021ຫນွေဥကာလမှာပဲမကျေနပ်မှုပေါင်းစုံကຫນွေအပူမှာပြည်သူတွေရဲ့ရှင်အပူလောက်မပူပြင်းခဲ့တာအမှန်ပဲဖြစ်ပါတယ်လူမျိုးစုံပြည်သူတွေအနေနဲ့ဖက်စစ်တပ်ရဲ့အာဏာလွယူမှုကိုခံရစဉ်ကလေးကမြမာတို့ရဲ့အစင်အလာတကြံကိုတော်လန့်တကြံအဖြစ်သတ်မှတ်ခဲ့ကြပါတယ်ရဟောင်းကြွေပြီး ရွက်သစ်တွေမဝေနိုင်အောင်ဖက်စစ်မင်းအောင်လှိုင်းတဲ့ကျွန်းတပောက်တွေကဖန်စီနှိမ့်ဆက်တက်ဖြက်လို့အပြစ်မဲ့ပြီးသူ ထောင်ပေါင်းများစွာတည်တည်ပျက်စီးခဲ့ရပါတယ်။ပြည်သူတွေရဲ့ခိုးလုံရနေရင်တောင်းပေါင်းများစွာကိုမိတိုက်ခဲ့တယ်လို့ဘုံတော်ကြီးเจ้าတွေဖျားเจ้าတွေစာတင်เจ้าတွေဈေးရုံတွေပါမချမ်းအကျန်းဖတ်ဖြက်စီးလျက်ရှိပါတယ်။လူလူဟာ ။တကြံဆိုရာကိုမေးပြောက်ခဲတာငါးချိန်မြောက်ကိုရောက်ရှိခဲ့ပါပြီ။ရှင်ထဲမှာအပူလိုက်တိုက်ခတ်ခံနေရတဲ့ပြည်သူတွေကိုဖက်စစ်တပ်ရဲ့ဖိနှိပ်ယုံမာမှုများအားမမေ့လျော့စေခြင်းကကျမတို့ရဲ့လူပောင်သေးတန်ချက်အဖွဲ့မှဖက်စစ်ကောင်တွေရဲ့တယုံမှန်ကိုပေါ်ထုတ်တင်ဆက်လိုက်ရပါတယ်။လူမျိုးစုံပြည်သူအပေါင်းရှင်လန်းကြပါစေ။စစ်တုံးစစ်ကိုအမြင့်ဖြတ်ပြီးအစဉ်ဖွင့်ပြိုးတိုးတက်သောလူပောင်သစ်စီတို့ ခြေတက်နိုင်ပါစေကြောင်းဆုတောင်းပတနာပြုလိုက်ပါရယ်မိုးမိုးမိုးလာမောင်တို့ပြောလို့

一斤半米。No. hey.